လူတွေအုပ်စုလိုက်ရှိနေတဲ့အခါမျက်စိနဲ့မမြင်ရတဲ့ဘလို့ဆွမ်းအားတွေကသူတို့ကိုနောက်ကိုယ်တွေကနေထိန်ချုပ်နေတယ်လေဒီအကြောင်းကို နားလည်ဖို့အားကောင်းတဲ့နီလန်တစ်ခုကို အတူတူလေ့လာကြည့်ကြရအောင်ကဲဒီအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြတော့အောင်တော့ပဲ theory တွေအချက်လက်တွေနဲ့တားမဆချင်ဘူးအရင်ဟောင်းစိတ်ဝင်စားစရာပဟေလီလေးတစ်ခုနဲ့အရင်စကြည့်မိကြမယ်နီဇီလန်ကပေါ်လာမှာလောက်ခဲ့တဲ့ group relations conference တစ်ခုကနေစခဲ့တာပါ ဲ့ဒီနီလာခန့်ရဲ့အဓိကရွေချက်ကတော့ရှင်းရှင်းလေးပဲအုပ်စုတွေရဲ့သဘောတဘာဝကိုပွင့်ပွင့်လင်းလင်းလေးလာဖို့လူသားရဲ့အချင်းချင်းပတ်ဝန်းဆွေးနွေးကြဖို့ပါပဲဒါမဲ့တခြားအစည်းအဝေးတွေလုပ်နေတဲ့အချိန်မှာပဲပိုလန်စကားပြောတဲ့အဖွဲ့ဝင်တစုကသူတို့ချိပဲတည်တန်ဘယ်သူကမှအကြောင်းမကြပဲလျှော့ဝဲအစည်းအဝေးတွေဆက်လုပ်လာကြပဲဒီစီအိုတွေကညီလာခံကျင်းပတဲ့ညီအစ်ထင်းမှာပဲလို့တာနော်ဒါမဲ့သူတို့ကတီချာကမ္ဘာတစ်ခုလို့ဖြစ်နေတယ်ပြောရရင်ဒီညီလာခံကြီးထဲမှာ တရားဝင်အတိမတ်မဖြူထားတဲ့ဥစုအစ်စ်တစ်ခုပေါ်လာသလိုပါပဲ။ကဲဒီနေရာမှာတကယ်တမ်းပါရီဖြစ်နေတာလေ။ဒါကစီမံခန့်ခွဲသူတွေကိုပုံကန်လိုက်တာတသက်ပဲလား။ဒါမှမဟုတ်ဒါထပ်ပေါ်နန်းနေတဲ့အကြောင်းတစ်ခုခုများရှိနေမလား။အဲ့ဒါကိုနားလည်ဖို့အတွက်တော့အမြင်အစ်စ်မန်ဘီလူအစ်စ်တစ်ခုလိုလာပြီ။အဲ့ဒီမန်ဘီလူအစ်စ်ကတော့ group relation ဆိုတာမြင်ပါမယ်။ဒီဖေးလေးကိုဖြေရှားဖို့တော့ကြက်ကအဲ့ဒီမှာရှိရယ်။ group relation ဆိုတာကဒုတိယကဘာစစ်ပြီးတော့ Tavistock Institute ကနေစခဲ့တဲ့လေ့လာမှုနည်းလမ်းတစ်ခုပေါ့။သူကလူတစ်ယောက်ချင်းစီကိုကြည့်တာမဟုတ်ဘဲအုပ်စုတစ်ခုလုံးကိုရှုံးပြီးကြည့်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဆရာလူတစ်ယောက်ချင်းစီရဲ့အပြုမှုကိုပဲအာယုံ စိုက်မိတာမျိုးမဟုတ်ဘူး။အဲ့ဒီအစားဒီစနစ်ကြီးတစ်ခုလုံးထဲကလူတိုင်းကိုနောက်ွယ်ကနေဖုံဖော်နေတဲ့မျက်စိနဲ့မမြင်နိုင်တဲ့စွာအကြီးတွေကိုစူးစမ်းလေ့လာတာပါ။ ကဲဟုတ်ပြီအခုဒီ group relations မှန်ပြီလို့ねခုနကရိုးဝဲအစည်းအဝေးပဟိလီကို ပြန်ပြီးချီးကြည့်ကြအောင်ဘာတွေမြင်လာရမလဲ group relations အမြင်နဲ့ကြည့်လိုက်တဲ့အခါမှာတော့စလန်ကလုံးဝပြောင်းသွားရောဒီလိုဝဲအစည်းအဝေးဟာစီခံဖောက်တာတော့ပုံကန်တာတော့အများကြီးပုံနဲ့နဲ့ပါလေဒါကြီးစိုးနေရဲ့ယဉ်ကျေးမှုတစ်ခုရဲ့ဖိအားအောက်မှာချိန်ရိုးခတ်နေရတဲ့သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့မိခင်ပါသားစကားကိုကောက်ရဖုတ်ကြ လူနည်းစုအုပ်စုတစ်ခုကမတိစေကနဲ့လှုပ်ဆောင်လိုက်တဲ့လောက်ရက်တစ်ခုဖြစ်မြင်လာရတာပါအဲအဲ့ဒီရိုးရှုထောင့်ပြောင်းပြီးမြင်နိုင်သွားတာကပဲ group relations ချင်းကမှုရဲ့အစွမ်းပဲအုပ်စုတစ်ခုရဲ့အပြုမူနောက်ွယ်ကတကယ်ရိုးရဲ့အသေးပဲကိုဖော်ထုတ်ပြလိုက်တာပဲပြီးတော့ဒီလိုအမြင်မျိုးကညီလာခံတစ်ခုတည်းအတွက်ပဲမဟုတ်ဘူးနော်တို့ဒီနေစင်ဘဝမှာရင်ဆိုင်နေရတဲ့အရှုပ်ထွေးဆုံးပြဿနာတချို့ကိုနားလည်ဖို့တော့လေတုံးလို့ရပါတယ် ဥပမာပြောရရင်ဂျာမနီနဲ့အစ္စရေးလကိုအတူခေါ်ပြီးလုပ်တဲ့ညီလာခံဒီမှာဆိုရင်ပေါ့ဒီနီလန်ကတမိုင်းမှာသူတို့နှစ်ဖွဲ့ကြားစူပေါင်းခန်းစားခဲ့ရတဲ့စစ်တမ်းရလေးရဲ့နာချင်းစရာအကျဉ်းချန်တွေကိုရင်ဆိုင်ဖို့ကူညီပေးတယ်။ဘာကြောင့်လဲဆိုတော့အပြောင်းလဲလုပ်ဖို့အကြီးမားဆုံးအတားအဆီးကတစ္ဆာဖောင်မီမာကိုကြောက်တဲ့စစ်ပဲ။ကိုမီပါကိုမျိုးကိုရင်ကျဲမှုကိုတစ္ဆာဖောင်မီထားမလားဆိုတဲ့ကြောက်စစ်။အဲ့ဒီနေဖြစ်လာတဲ့အဆက်တရားနဲ့အဖြစ်တင်စစ်တွေပေါ့။ ဒီလိုနက်နဲရှိုင်းရှိုင်းအမျက်တွေနဲ့ကြောက်စိတ်လေးကိုအပေါ်ကိုဆွဲထုတ်ပြလိုက်တာပဲဒါလည်းမကားဘူးခွတ်တလူဖရဇီမဖနီတဲ့စိတ်ပြတ်သွားတာ cynicism လို့ခေါ်တယ်အရာရာကိုအကောင်းမမြင်တော့တဲ့စိတ်ချင်းနေမျိုးတွေကိုနားလည်ဖို့လေဒီနီလန်းကအကူညီပေးနိုင်သေးတယ်ဒီစကားကဘာကိုပြနေလဲဆိုတော့လူလီကအတွေ့အကြုံကောင်းတွေကိုတောင်တန်ဖိုးမထားကျင်တော့တဲ့ယဉ်ကျေးမှုလမ်းကြောင်းတစ်ခုကိုဖော်ပြနေတာ group relations theory အရဆိုရင်တဟာဆူရင်စိတ်တွေစိတ်ပြက်စရာတွေကိုမခံစားရအောင် ိုဆူလိုက်မတီးစီကနေကာကွယ်နေတဲ့ပုံစံတစ်မျိုးပဲနောက်ပြီးတော့လူဖယ်စီထမ်းမှာကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ယက်တီရှင်တန်ရတဲ့အခါခန်းစားရတဲ့အတွင်းစိတ်ဖိအားလေကိုနားလည်ဖို့အတွက် framework တစ်ခုကိုလည်းပေးနိုင်ပါသေးတယ်ဒီ devil consciousness ဆိုတဲ့အယူအဆကမတူညီတဲ့အုပ်စုတွေကြားမှာဖြစ်ပေါ်နေတဲ့ immediate ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုရှင်းကလဖို့ကူညီပေးတယ်ဟုတ်အစပိုင်းကဖိုလန်ညီလာခံကဖိုလန်စကားပြောအဖွဲ့ဝင်တွေခန်းစားခဲ့ရနိုင်တဲ့ဖြစ်အားမျိုးကိုပြန်ပြန်ရောင်းကြည့်လိုက်ပါ အဲ့ဒါမျိုးကိုနားလဲစေတာပါခဲတာဆိုရင်ဒီပြောခဲ့တာဒီအားလုံးကနေပြီးတော့အဓိကယူသွားရမယ့်အချက်ကဘာခင်မလဲဆိုလိုတာကမိသားစုတစုကနေစပြီးကိုယ်ကနေပို့အဖွဲ့အထိအုပ်စုတိုင်းဟာတို့တွေတတိထားမိသည်ဖြစ်စေမထားမိသည်ဖြစ်စေဒီအစ်စ်နှစ်ခုပေါ်မှာတစ်ချိန်တည်းလဲပနေကြတာပဲဒါကြောင့်တကယ်အလို့ဆိုတာကမျက်နှာဖြင့်အောက်မှာတကြုံကြုံစစ်စစ်နေတဲ့အဲ့ဒီအားကောင်းတဲ့စိတ်ခံစားမှုရှက်စီးချောင်းတွေကိုအတိတ်ဖြစ်ဖော်နိုင်ဖို့ကအဓိကလဲ အဆုံးသတ်အနေနဲ့စဉ်းစားကြည့်ရမေးခွန်းတစ်ခု ထားခဲ့ခြင်းပါတယ်။လူတွေအတူတူနေထိုင်အလုပ်လုပ်ကြတဲ့အုပ်စုတွေထဲမှာဘယ်လိုအမှန်တရားတွေကိုတိုးတိုးတိတ်တိတ်လျော့ဝှက်ပြီးမှပြောထွက်ရဲကြတာလဲ။တခါတလေမှ ပြောထွက်လာတဲ့စကားတွေထက် မပြောဘဲတိတ်ဆိတ်နေတဲ့စကားတွေကိုအာရုံစိုက်နားထောင်တာကပိုပြီးအရေးကြီးနေတာပါတယ်။